မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ2ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အာရခတက်တော် AA သိမ့်ပရန်ကြန့်ရှိနေတဲ့ရခိုင်ပြည်နယ်အတွင်းကစစ်တွေတောင်ကုတ်၊ဂွ၊မန်းအောင်နဲ့အမ်းမြုံနယ်တို့မှာစစ်ကောင်စီကသကောင်စင်းများကိုကောက်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သကောင်စင်းကောက်ယူရမှာရဲနဲ့စစ်တပ်ကလုံခြုံရေးယူပေးထားပြီးတော့အော်တိုဘားလာ၁ရက်နေ့မနက်၈နာရီကစတင်ပြီးလူဝင်မှုကြီးကြပ်ရေးလောက်ဝကဌာနကသကောင်စင်းများကိုကောက်ယူနေတယ်လို့ဒေသခံများကပြောပါတယ်။စစ်တွေမျိုးကန်တအူးကသကောင်စင်းတွေကိုအော်တိုဘားလာ၁ရက်နေ့ကစောက်ကောက်ပါတယ်။ရက်ကွက်တိုင်းလူလူမှာစောက်ကောက်နေပါပြီ။ လဝကနဲ့ဌာနဆိုင်ရာတချို့ပါတယ်ရဲနဲ့စစ်တပ်ကလုံခြုံရေးယူပေးထားတာကိုတွေ့ရပါတယ်15ရက်နဲ့အပြီးကောက်သွားမယ်လို့သိရတယ်လို့ပြောဆိုထားပါတယ်အာနာသိန်းစစ်ကောင်စီက2024ခုနှစ်သကောင်စီရင်ကိုအော်တိုဘားလတရက်ကနေစပြီးတော့15ရက်အတွင်းအပြီးကောက်ယူသွားမယ်လို့ကြေညာထားပါတယ်တောင်ကုန်းမြို့မှာလည်းအော်တိုဘားလတရက်နေ့ကစတင်ပြီးတော့သကောင်စီရင်များကိုကောက်ယူနေပြီလို့မြို့ကန်တဦးကပြောပါတယ်၎င်းစင်းတွေကိုတရက်နေ့ကစကောက်နေပါပြီမြို့မှာကလူမရှိတဲ့အိမ်တွေများပါတယ်သူတို့ကောက်ရင်လည်းအပြည့်စုံရမှာမဟုတ်ပါဘူး ဌာနဆိုင်ရာကတော့အုပ်စုလိုက်ခွဲပြီးကိုကောက်ယူနေတာတွေ့ရပါတယ်လို့ပြောဆိုထားပါတယ်။ရခိုင်မှာမြို့နယ်ပေါင်း18မြို့နယ်ရှိတဲ့တဲကစက်တပ်မြို့နယ်ကိုအေအေကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။မွန်ပြည်နယ်အပါအဝင်ကရင်၊ကရင်ပြည်ချင်းဒေသနဲ့တိုင်းဒေသများမှာစစ်ကောင်စီတကောင်စီကောက်ယူနေခြင်းကိုတပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများကစန့်ကျင်နေကြပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကစန့်ကျင်တိုက်ဖြတ်သွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။သို့တော်လည်းရခိုင်ပြည်အတွင်းမှာတကောင်စီကောက်ယူနေခြင်းနဲ့ပတ်သက်ပြီးတော့အရခတ်တပ်တော် AA ကတစုံတရာထုတ်ပြန် ပြောဆိုခြင်းမရှိသေးဘူးလို့သိရပါတယ်။အာနာသိန်းစစ်ကောင်စီကတကောင်စင်းကိုကူတုံးလုပ်ပြီးတော့2025ခုနှစ်မှာပြည်သူထောက်ခံမှုမပါတဲ့အထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပရန်ပြင်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာ2014ခုနှစ်တကောင်စင်းရဲ့အရာလူရေ50တန်းကျော်ရှိပြီးတော့ဆယ်နှစ်တကြိမ်ကောက်ယူကလက်ရှိကောက်ယူနေတဲ့တကောင်စင်းများကိုစစ်ကောင်စီကမြန်မာလူဦးရေ56တန်းအထိခန့်မှန်းထားတယ်လို့သိရပါတယ်။သို့တော်လည်းအာဏာသိမ်းပြီးတဲ့နောက်မှာအယက်သားပြည်သူများကိုဖမ်းဆီးခြင်း တပ်ဖြတ်ခြင်းနဲ့စစ်မှုထမ်းဥပဒေများကြောင့်လူငယ်များအပါအဝင်မြမပြည်သူများဟာအိန္ဒိချင်းနိုင်ငံတွေကိုထွက်ပြေးခိုလုံမှုဟာတန်းနဲ့ချီပြီးတော့ရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်နဲ့မကွေးတိုင်းမကွေးမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့သကောင်စီကောက်ယူမှုကိုအားပေးကူညီသူများကိုဖိအောင်စွာအရေးယူမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၂၀၂၀ခုနှစ် ်နိုဝင်ဘာလမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာတနိုင်ငံလုံးမှာရှိတဲ့ပြည်သူများကဆန္ဒမဲပေးခဲ့ပြီးတော့အစိုးရအစ်စ်ကိုရွေးချယ်ခဲ့ပြီးဖြစ်တော်လဲလက်နက်အားကိုနဲ့မတရားအကြမ်းဖက်အာဏာသိမ်းခဲ့တဲ့စစ်ကောင်စီကယခုတဖန်ရွေးကောက်ပွဲကျင်းပရန်စူးစမ်းအားထုတ်လာခဲ့ပြီးတော့အခုလိုမတရားတဲ့ရွေးကောက်ပွဲကျင်းပရန် လုံဆောင်နေမှုကိုကြိုက်ထူတော်လိုင်းရင်အားစု KRF အဖွဲ့အနေနဲ့လုံးဝလုံးဝလက်မခံကြောင်းထုတ်ပြန်ထားပါတယ်တနိုင်ငံလုံးကိုစစ်ကြုံဇက်သွင်းပြီးတော့အရသာပြည်သူများရဲ့အိုးအိမ်စည်းစိမ်များအပြင် သက်အန္တရာယ်ကိုပါထိခိုက်ဆုံးရှုံးစေတဲ့တိုက်ခိုက်မှုများစာတင်ကြောင်းများနဲ့ဘာသာရေးအဆောက်အအုံများပါမကျန်လေကြောင်းကနေတိုက်ခိုက်မှုများမရင်းကျက်လူသက်ပစ္စည်းလူရမှုများအဆရှိတဲ့စစ်ရာဇဝဲမှုများကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတဲ့စစ်ကောင်စီကရွေးကောက်ပွဲကျင်းပမယ်ဆိုတာဟာ၎င်းတို့ရဲ့အကျိုးစီးပွားကိုကာကွယ်ရန်နဲ့၎င်းတို့ရဲ့အာဏာသက်ဆိုးရှေ့စီရန်စ조사အားထုတ်မှုသာဖြစ်တယ်လို့တတ်မှတ်ကြောင်း ိုက်ထိုတော်လိုင်းအင်အားစု KRF ကပြောကြားထားပါတယ်တို့ဖြစ်ပါ၍အဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကျင်းပနိုင်ရန်ရည်ရွယ်ပြီးအိမ်တော်စုစည်ရဲများကောက်ယူရန်ကြိုးပမ်းအားထုတ်နေမှုများကိုဝန်ရံပေးကြတဲ့သူများဝိုင်းဝန်းကူညီကြသူများပံ့ပိုးအားပေးကြသူများနဲ့ကိုယ်တိုင်ကိုယ်ကျပါဝင်လောက်ကန်ဆောင်ရွက်သူများအားလုံးကိုမြည်သူကိုမစိုးအရေးယူသွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်မိဘပြည်သူများအနေနဲ့လည်း ်အကြမ်းဖက်စစ်ကောင်စီကကျင်းပတဲ့ရွေးကောက်ပွဲကိုပြတ်ပြဲစေရန်အချက်အလက်အမှားများကိုပေးခြင်းဖုန်းနံပါတ်များကိုအမှန်မပေးဘဲယာယီသုံးဖုန်းနံပါတ်များနဲ့အစားထိုးပေးခြင်းစတဲ့ရွေးကောက်ပွဲပြတ်ပြဲစေမယ့်နီလန်းပေါင်းစုံကိုအသုံးချခြင်းအပြင်စစ်ကောင်စီကိုဆက်လက်ပြီးတော့တော်လှန်ကြပါရန်ကြိုက်ထိုးတော်လှန်ရေးအင်အားစု KRF ကတိုက်တွန်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးမြို့ဂေါ်ဝင်စိတ်ကန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်သည်မော်၃စီးကိုပစ်ခတ်တိုက်ခိုက်ရာနှစ်စီးထိမှန်ပြီးတော့နောက်ပြန်ဆုတ်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ28ရက်နေ့ကကချင်ပြည်နယ်ကနေစုံစင်းလာတဲ့စစ်သည်မော်၅စီးကိုကြိုးစိုးရန်မန္တလေးဂေါ်ဝင်စိတ်ကနေထွက်လာတဲ့စစ်သည်မော်၃စီးကို AR မြေအတွင်းတနေရာမှာအသင့်ဆောင်ကြိုပစ်ခတ်တိုက်ခိုက်ရာနှစ်စီးထိမှန်ပြက်စီးခဲ့ပြီးတော့ကြံတဲ့ဒစီးသား၈၀တက်ပြီးတော့တွားရောက်ကြိုးစိုးနိုင်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးနောက်ပြန်ဆုတ်ပြေးသွားတဲ့စစ်သည်မော် င်နှစ်စီးဟာနီးစရာကန်းကိုအ мян ကတ်ပြီးတော့လက်နဲ့ကြည့်လက်နဲ့ငယ်များရန်တမ်းပြစ်ခတ်ကတင်းမောပြက်စီးမှုကိုအ мян ပြုတ်ပြင်ပြီးတော့ခေါဝင်စိတ်ကန်းကိုပြန်လှည့်သွားတယ်လို့သိရပါတယ်။ကချင်ပြည်နယ်ကနေဆင်းလာတဲ့စစ်တင်းမောများနဲ့တွားရောက်ကြိုးဆိုတဲ့စစ်တင်းမောများဟာထပ်မံတိုက်ခိုက်ခံရမှာကိုကြောက်ရွံ့ပြီးတော့တခြားရေလမ်းကြောင်းပြောင်းပြီးတော့စုံစင်းသွားကြတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Unicorn ပျောက်ကြားတပ်ဖွဲ့နဲ့ SLDF တပ်ဖွဲ့တို့ကပူးပေါင်းကဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုတိုင်ဖြူမြုံနယ်စင်တဲကုန်းရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို6ချိန် drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ30ရက်နေ့မနက်6:46မိနစ်8:30မိနစ်9:16မိနစ်10:50မိနစ်11:16မိနစ်နဲ့ညနေ4:08မိနစ်တုန်းမှာဖြူမြုံနယ် စင်တဲကုန်းရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့6ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။စစ်ခွဲတွေထိခိုက်မှုရှိနိုင်ပေမဲ့တေဆုံးမှုအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူး။6ကြိမ် drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကျွန်တော်တို့တွေအထီးကဲမရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့တယ်လို့တာယာဝတီခရိုင်ပကဖစီရေးတာဝန်ခံရဲဘော်တစ္ဆာကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုဖြူးမြုပ်တဲ့ပကဖနဲ့တာယာဝတီပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြသော ောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့အနောက်ရပ်ကဘရင်တော်လမ်းခွဲမှာရှိတဲ့မင်းတပ်မတူပီကားလမ်းမကြီးတစ်လျှောက်ကနေအိမ်များကိုအကြမ်းဖက်စစ်တပ်ကမိရှုဖြက်စီးနေပြီးမိငိမ့်ရန်လာတဲ့ပြည်သူများကိုလိုက်လံပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မင်းတပ်မြို့ခလာရနှိခွန်လေးတရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ တပ်ရင်းတွေကဓာတ်စီများတည်ယူလာပြီးတော့မင်းတပ်မတူပြီးကားလမ်းမကြီးတလျှောက်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုတိုင်တဆင်းမိလိုက်ရှို့ပြီးတော့ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မိငိမ့်တက်ရန်စ조사နေတဲ့မြို့နေပြည်သူများကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကတနက်နဲ့လိုက်လံပစ်ခတ်နေခြင်းကြောင့်မိငိမ့်တက်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများမိရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ကျွမ်းနေစေဖြစ်ပြီးတော့နေအိမ်40ခန်းဟာအော်တိုဝါလာတရက်နေ့ညနေပိုင်းမှာမီးလောင်ပျက်စီးသွားပြီလို့ဒေသခံ HKL မင်းတပ်ကလူမှုကွန်ရက်ပေါ်မှာရေးသားဖော်ပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီကပြီးခဲ့တဲ့စက်တမလာအတွင်းမှာမီး6ကြိမ်ရှို့ခဲ့ကြောင်းဒေသတွင်းသတင်းမှတ်တမ်းများအရသိရပြီးတော့ဩဂတ်လ22ရက်နေ့ကနေစက်တမလာ28ရက်နေ့အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့မီးရှို့ဖျက်ဆီးမှုကြောင်း လူနေအိမ်36လုံးမီးလောင်ပြာကျခဲ့ရာကြောင်း CDF မင်းတပ်ကထုတ်ပြန်ထားပါတယ်။ဒါအပြင်အချမ်းဘတ်စစ်ကောင်စီကမင်းတပ်မျိုးကိုမီးရှို့ဖျက်ဆီးနေခြင်းအပြင်လေကြောင်းတိုက်ခတ်မှုများကိုပါဇက်တိုက်ပြုလုပ်ခဲ့ပြီးတော့ပြီးခဲ့တဲ့စက်တင်ဘာလနဲ့ဩဂတ်လအတွင်းမှာအချမ်းဘတ်စစ်ကောင်စီကမင်းတပ်မျိုးနယ်ကိုလေကြောင်းတိုက်ခတ်မှု 44ချိန်ပြုတ်လုခဲ့ပြီးတော့ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိကာစာတင်ကြောင်း2ကြောင်းဗောဓာဆောင်4ဆောင်ပြည်သူတွေရဲ့နေအိမ်6လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့ CDF မင်းတပ်ကစက်တဘာလ29ရက်နေ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့မှာရှိတဲ့ကလောချောင်းအော်တိုဘားလက်တရက်နေ့ညနေ9:00တန်းကရေပြန်တက်လာတဲ့အတွက်ရေကြီးမှုများထပ်မံဖြစ်ပွားလာမှာကိုစိုးရိမ်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့စက်တင်ဘာလ10ရက်နေ့ကစတင်ခဲ့တဲ့ကလောမြို့ရေကြီးမှုကြောင့်ဖုန်းနဲ့အင်တာနက်လိုင်းများရက်အတန်ကြာအောင်ပြတ်တောက်ခဲ့ပြီးတော့စိုးပွားတဲ့ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာယခုအချိန်ထိကိုအပျက်အစီးများကိုရှင်းလင်းနေရတဲ့အချိန်မှာ 6ရေပြန်တက်လာတဲ့အတွက်စိုးရိမ်နေရကြောင်းမြို့ကံများကပြောဆိုထားပါတယ်အခုကရေပြန်တက်လာတာရက်ွက်လေးထဲမှာရေရှမ်းလာပြီးရေတက်တာကမြန်းနေအရင်လိုထပ်ဖြစ်ရင်တော့မလွှဲတော့ဘူးလို့ရက်ကွက်လေးချောင်းဘေးမှာနေတဲ့အမျိုးသမီးတူက ပြောပြထားပါတယ်။အော်တိုဘားလတ်တရက်နေ့ညနေချောင်းရီတက်လာရာလူမှုကွန်ရီရဲ့လူငယ်တချို့ကရက်ကွက်လေးကနေအိမ်များမှာရှိတဲ့ပစ္စည်းများကိုလိုက်လံရွှေပြောင်းပေးနေကြတယ်လို့သိရပါတယ်။ကလောမျိုးအထက်ဘက်မှာမိုးရွာသွန်းတဲ့အတွက်ရေတက်လာခြင်းဖြစ်ကြောင်းလက်ရှိအချိန်ထိကိုရှုံတော်များရှင်းလင်းနေရဆဲဖြစ်ကြောင်းကို ရေထက်ကြီးလာမှာကိုစိုးရိမ်နေရကြောင်းချောင်းပေးနေတဲ့အမျိုးသားတို့ကပြောပြထားပါတယ်။တောင်လားရွာဘက်မှာမိုးကောင်းလို့ချောင်းရီတက်လာတာညဘက်ထပ်ဖြစ်မှာကိုစိုးရိမ်နေရတယ်လို့၎င်းကပြောဆိုထားပါတယ်။မိုးလေဝသထားနိုင်ရဲ့ထုတ်ပြန်ချက်မှာရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးဒိန်တောင်များဖြစ်ထွန်းနေပြီးတော့နေရာစိတ်စိတ်မှာမိုးရွာတွန်းနိုင်ကြောင်းဖော်ပြထားပါတယ်။ပင်လေရေမျက်နှာပြင်အထက်ပေ4280မှာတရှိတဲ့ကလောမျိုးဟာရေပေးကြောင့်ရာနဲ့ချီတဲ့နေအိမ်များလုံးဝပြက်စီးမျောပါသွားပြီးတော့ ပြည်သူ2000ကျော်ဟာရေဘေးသင့်ခဲ့တယ်လို့သိရပါဗျ။ရေဘေးကြောင့်ကလောမျိုးပေါ်မှာတေဆုံးသူ73ဦးရှိခဲ့ကြောင်းလူမှုကွန်ရက်အသင်းကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးဝဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။